ချီရှာပြီးနေတဲ့ပြိသာတို့မင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ17ရက်နေ့တောက်ချန်နေ့ဖြစ်ပါတယ်တနေ့တာနေ့ညကရှေးရစတ္တီယကညကရှေးရညဘောရရကနောင်ရဖြစ်ပါတယ်ဘုလားဆန်းရှင်ညကပြုတ်ပါဖလောက်ကူနေတဲ့ဆက်ဖြစ်ပါတယ်တနေ့ရွေကြံရည်မှတည်ရှိတယ်တနေ့လာကြော တရားဒီမှာတည်ရှိတယ်ခင်ဃာကျူတူရာဒီမှာတည်တယ်ဗုဒ္ဓကျူတူရာဒီမှာတည်ရှိပါတယ်ဇာသာပတိကျူမေတုံရာဒီမှာတည်ရှိတယ်တောက်ကြကျူကံရာဒီမှာတည်ရှိတယ်စနေကျူမေရာဒီမှာနောက်ပြန်သွားပြီးတည်ရှိတယ်ရာဟုကျူကကုန်ရာဒီမှာတည်တယ်ကိကျူကတရားဒီမှာတည်ရှိတယ်ကောင်းကင်ကျူနေထိုင်ရာ မေဇာယာဒီဘွားတွေမှာစိတ်နှောင့်ယှက်တွေများမယ်မှန်းတမ်းနဲ့တဲတွေ့သွားမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်။ငါကလေးဗုဒ္ဓနဲ့ဝိသုများကြောင့်စိတ်နှောင့်ယှက်ဖြစ်မယ်ပြိဿာယာဒီဘွားတွေမှာထူးထူးခြားခြားကံကောင်းမယ်စောင့်ဝင်မယ်တွေ့ရပြည့်စုံမယ်ဘဝတိုးတက်မယ်စုပေါင်းလုံငန်းချိုးပြည့်မယ်တနည်းလာနေငါဒီဝိသုတွေနဲ့ပူးပေါင်းလုပ်တဲ့တုတ်ကထူးခြားစွာချိုးရှိနိုင်မယ်။မေတ္တာယာဒီဘွားတွေမှာနာမည်နဲ့မှာအောက်စားစားညပါသူများနဲ့ပတ်သက်ပြီးပြဿနာတွေဖြစ်ရှင်းရအခက်ကျဲချွန်ရင် ုံထုနဲ့ကြာသာရီနဲ့ဝိဇ္ဇမြန်နဲ့နှိမ့်နိုင်ပြီးဆွေးနွေးလုပ်ခဲ့တဲ့အခါအလုံးကိစ္စတွေမှာသတိရှိပါကရကယာတိဘွားတွေမှာရပိုင်ခွင့်နဲ့ပြန်ရမယ်ကြံ့ကြံ့နေတဲ့ကိစ္စတွေပြန်လည်ဆင်ပြေမယ်အရာဝိယကောင်းသောသတင်းစကားနဲ့တွန့်ချက်ခြင်းသတင်းစကားတွေကြုံမယ်ပျောက်နေတဲ့ပစ္စည်းပြန်တွေ့နိုင်မယ်တန်ရာတိဘွားတွေမှာတော့အရာရာကောင်းခြင်းကံနဲ့တွန့်တဲ့ခြင်းကံတွေရှိမယ်ငွေချေးလုပ်ငန်းစီးပွားဘဝရည်ရွယ်ချက်အောင်မြင်ချက်မိကောင်းဆွေကောင်းထောက်ကူရခြင်းရေးပါသောဆုံးဖြတ်ချက်ချမှတ်ရခြင်းတွေကြုံမယ် ကံရာသီဘွားတွေမှာယံများမယ်တိုက်ကံများမယ်စိတ်ပပန်းဒုပပန်းဖြစ်မယ်မူလရိမန္တာနဲ့တတွေ့ကာဟတနည်းငယ်တွေနေငါဒီဝိသုရိကိုလိုက်နှောက်ရှက်နေတယ်ဗုဒ္ဓနဲ့ဝိသုနဲ့တနည်းလာဝိသုတွေနဲ့ပူပေါင်းပြီးခက်ခဲတွေဖြေရှင်းလိုက်ပါအလုံးအစဉ်ပြေသွားမှာပါတွေ့ရသည်ဘွားတွေအတွက်ကစိတ်ချမ်းသာတဲ့လူရပြည့်စုံမဲ့စူပေါင်းလုပ်ငန်းကျူးပေးမယ်မိန်ကောင်းဆွေကောင်းထောက်ကူရရရှိပြီးတော့တိုးတက်တဲ့ကံတွေပေါ်လာမယ်အလုံးနဲ့အစဉ်ပြေတဲ့ကောင်းသောသတင်းစကားခြုံတွေ့ရမယ် မြေဆာရာသီဘွားတွေမှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်။အင်္ဂါနေ့ဗုဒ္ဓနဲ့ဝိသုများနဲ့ပတ်သက်ပြီးစေနောက်ဆက်တိတမျိုးပြီးတမျိုးကြုံနိုင်တယ်။အတိုက်ခံနေကြုံပြီးတော့ပြင်းပြောင်းဆင်ပြေပြီးကံကောင်းခြင်းကိုတော့ရလာမှာပါ။ဒနုရာတိဘွားတွေမှာရာရာဆင်ပြေမဲ့ဘဝရည်မှန်းချက်နဲ့လူလာချက်ပြည့်စုံမဲ့ကံကြမ္မာသစ်တစ်ခုကိုကူပြောင်းနေရာသစ်ဝင်းကျင်စေအတွက်စီစဉ်တဲ့ကိစ္စလေးတွေဆင်ပြေမဲ့မကာရရာတိဘွားတွေမှာငွေချေးကလုပ်ငန်းကဘဝကတွတ်တက်မဲ့ ။နောက်ပဲထဲမှာအာဟုသဟပါတဲ့သူတွေနဲ့ပူပါပြီးလှုပ်တဲ့တို့ကချိုးကြတဲ့ချိုးပေးမှုကိုရမယ်။သုံးရာသီဝါးတွေမှာရံများမယ်၊တိုက်ခတ်များမယ်၊စီစဉ်တာနဲ့လက်တွေ့သွားမယ်။ဒီနေ့တည်းကမှဝယ်လိုက်တဲ့ပစ္စည်းတွေမှာအပျက်စီးတွေပါလာတတ်တယ်၊ဈေးကြီးမိတတ်တယ်။မေယာဒီပါးရဲ့အတွက်ကတော့အရာရာစင်ပြေခြင်းကံကောင်းခြင်းလိုရာဖြစ်ဆုံးခြင်းခီးကိစ္စစင်ပြေခြင်းအရာဝင်းမှာကောင်းသောသတိစကားနဲ့တိုးတက်ခြင်းအကြောင်းအရာတို့ကို ရရှိကြုံတွေ့ရမယ်ဆိုပြီးတော့သတ်မှတ်ချက်ချပါတယ် တနေ့တာကာလအတော်တွင်မှာအ내ရောင်ပြန်ရရောင်လက်ပြောင်းတွေကိုဝစ်စင်သုံးဆွဲပြီးလိုရာကိစ္စဆောင်ရွက်ပါအင်္ဂါအတွက်မွေးတိုင်းတတိုင်းဘုရားပူဇော်ပြီးမှထွက်တာတနေ့တာကိစ္စပြန်ဆောင်ရွက်ခြင်းဖြင့်ကောင်းသောကံကြမ္မာကိုရပါမယ်ကျေးဇူးတင်ပါတယ်